စစ်တင်ဘောအဟောင်းတစည်းကိုနေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့တိုက်ခိုက်ရေးရင်ငုတ်တင်ဘောကပြစ်ခတ်နင်းမြုပ်ခဲ့တဲ့မှတ်တမ်းဗီဒီယိုကိုနေတိုးကထုတ်ပြန်ပြသခဲ့ပါတယ်။အဲ့ဒီလက်တွေ့စစ်ရေးလေ့ကျင့်တိုက်ခိုက်မှုကိုစက်တင်ဘာလတုန်းကမြောက်ပိုင်းပင်လယ်ပြင်တနေရာမှာလှုပ်ဆောင်ခဲ့တာပါ။ဒါပေမဲ့အခုသတင်းပတ်ကြားမှနေတိုးကထုတ်ပြခဲ့တာဖြစ်ပါတယ်။ဒါကပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုနေတိုးကထုတ်ပြတဲ့ရှားပါအခြေအနေတစ်ခုလို့လည်းပြောနိုင်ပါတယ်။ ဗီဒီယိုထဲမှာတော့နေတိုးရဲ့ရင်ငုတ်တင်းဘောကအဝေးကြီးမှန်ပြောင်းကိုတုံးပြီး free kick စစ်တင်းဘောကိုကင်းထောင်နေခဲ့တာတွေ့ရပါဗါတယ်။အဲ့ဒီနောက်မှာတော့ပေါက်ကွဲအားပြင်းထန်တဲ့တော်ပီဒိုဒဇင်းနဲ့ပြက်မှတ်ကိုတီတီကြကြချိန်ရွယ်ပစ်ခတ်ခဲ့ပါတယ်။နော်ဝေးရေတပ်ကအသုံးမပြုတော့ဘဲဖြတ်သိမ်းပြီးဖြစ်တဲ့စစ်တင်းဘောကြီးပေါ်မှာတော့ကွန်တိန်နာအလွတ်တွေကိုပါတင်ထားပြီးတိုက်ခိုက်မှုကိုမှတ်တမ်းတင်မဲ့ကင်မရာတွေလည်းတပ်ဆင်ထားခဲ့ပါတယ်။တော်ပီဒိုထိမှန်ခဲ့တဲ့နောက်တင်းဘောပေါ်မှာပေါက်ကွဲမှုဖြစ်ပြီးအကြီးအကျယ်ရိမ်းထိုးလှုပ်ရှားခဲ့တယ်လို့ ကုန်းဘက်ပေါ်ရေတွေဖုံးလွှမ်းသွားခဲ့တာကိုတွေ့ရပါတယ်။နောက်တော့စစ်သင်္ဘောဟောင်းကြီးရဲ့ကိုယ်တွေကနှစ်ပိုင်းကျိုးသွားပြီးဒေါင်လိုက်အနေထားမျိုးနဲ့ပင်လယ်အောက်နစ်မြုပ်သွားခဲ့တာကိုတွေ့ရပါတယ်။နေတိုးကတော့ဒီဗီဒီယိုကိုမှတ်တမ်းတင်ရိုက်ကူးထားရတဲ့ရည်ရွယ်ချက်ကတော်ပီဒိုလက်နက်ရဲ့ပောက်ကွဲအားနဲ့ရေငုပ်သင်္ဘောရဲ့စစ်ရေးစွမ်းရည်ကိုလက်တွေသိမြင်နိုင်စေဖို့ဖြစ်တယ်လို့ပြောပါတယ်။လက်တွေပြစ်ခတ်နစ်မြုပ်တဲ့စစ်ရေးလေ့ကျင့်မှုကိုတော့နော်ဝေးရဲ့အန်ဒရိုင်းကန်ယိုဒန်ကန်လွန်ပင်လယ်ပြင်မှာ နော်ဝေး၊ဂရီတိန်း ပိုလန်ရေတပ်တွေပူပေါင်းလှုပ်ဆောင်ခဲ့တာပါအဲ့ဒီရေတပ်တွေကတခြားစစ်ရေးပြစ်မှတ်တွေကိုလည်းခဲယက်မိကြောက်အစ်စ်တွေအုံပြုတိုက်ခိုက်တာမျိုးလက်တွေ့လေ့ကျင့်ခဲ့ပါတယ်ရှင်